မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအနေနဲ့မောင်ရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့တရားခေါ်မှမှ short tight ဒုံများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုရှိနိုင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နမခအတွင်သို့တရားခေါ်မှမှ short tight ဒုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၆လုံးကြောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးပျက်စီးမှုရှိနိုင်ကြောင်း Brewara Force မြန်မာ BWM မှတာဝန်ရှိသူတို့ကပြောကြားပါရယ်မေလ25ရက်ညနေ6:49မိနစ်အချိန်မုံရွာမြို့အခြေဆိုင်စစ်ကောင်စီအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်ကိုတရားခေါ်မှမှ short tight ဒုံ၇လုံးပြစ်ခတ်ရာ၆လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင် ခဲ့ပြီးရှော့တိုက်ဒုံများထိရောက်ပောက်ကွဲမှုကြောင့်နာမကအတွင်မှချက်ချင်းတံပြန်ပြစ်ခတ်မှုများရှိခဲ့ကြောင်းနာမကအတွင်ထိခိုက်မှုများရှိနိုင်ပြီးအသေးစိတ်သိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းဘယ်နေရာမှာမှလုံခြုံမှု မရှိစေရဘူးလို့ပြောချင်ပါတယ်ဟု Bravewaras for Myanmar BWM မှတာဝန်ရှိသူကပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို BWM NMD နဲ့ Sherun Mongya အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနေမြေခံများဖြစ်တဲ့ရန်ကြီးအောင်ဖွဲ့နေမြေခံပါ နေမြေကန်ပါကပါရှိဒရီကန်မဟာမိတ်တရင် Justice Brother Force အဖွဲ့တို့ကလည်းတက်နိုင်တဲ့အခမ်းကဏ္ဍများမှာဝိုင်းဝန်းကူညီပေးခဲ့ကြောင်းသိရှိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခသည်သကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနှင့်ချင်းပြည်နယ်တို့ရှိစစ်ကောင်စီ၏တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များကိုအဓိကအမိန့်ပေးကုတ်ကဲနေသောစစ်ဌာနချုပ်ဖြစ်၍၎င်းဒေသများရှိတော်လန်ရေးအင်အားစုများအတွက်ကိုအဓိကတိုက်ခိုက်နေသောစစ်ဌာနချုပ်ဖြစ်သည်ဟု BWM ကပြောဆိုပါတယ်။ ထို့ပြင်အညာဒေတာပြည်သူများကိုအ धिक ဒုက္ခပေးနေသောဆက်တက်လေဒီများကိုအ धिक တုံလောင်ထားရှိနေတဲ့စစ်ကောင်စီဌာနချုပ်ဖြစ်သည့်အပြင်ဟိုထင်းခွင်ရလေးချောင်းဘုံကျဲမှုကိစ္စအပါအဝင်အညာဒေတာကိုလေးချောင်းတိုက်ခိုက်မှုနဲ့အရက်သားပြည်သူများကိုတပ်ဖြတ်မှုများအတွေ့အ धिक ကြိုးကင်ချဲလဲကွက်ကဲနေတဲ့စစ်ဌာနချုပ်တခုလည်းဖြစ်သောကြောင့် BWN နဲ့မဟာမိတ်တပ်ဖွဲ့များက BWN ရဲ့မစ်ရှင်39ဖြစ်ပေါ်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။ ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကိုကဲ့အထူးဒေသတစ်တွင်အခြေခံပညာကျောင်းများတိုးချဲ့ဖွင့်လျက် CDM ကျောင်းဆရာဆရာမများနဲ့ CDM ကျောင်းသားကျောင်းသူများကိုတာဝန်ထမ်းဆောင်ရန် MNDA ကတရားဝင်ဖိတ်ခေါ်တဲ့သတင်းကို တင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကိုကဲ့အထူးဒေသတရှိအခြေခံပညာကျောင်းများတိုးချဲ့ဖွင့်လျက် CDM ကျောင်းဆရာဆရာမများနဲ့ CDM ကျောင်းသားကျောင်းသူများကိုတာဝန်ထမ်းဆောင်ရန်ကိုကဲ့ MNDA ကတရားဝင်ဖိတ်ခေါ်ပါရယ်။ယခု2025 2026 ပညာသင်နှင့်အထုဒေတာတဲ့အတွင်းရှိအခြေခံပညာကျောင်းများတိုးချဲ့ဖွင့်လှစ်ရန်အတွက်ပညာရေးဝန်ထမ်းများခေါ်ယူလိုကြောင်းကိုကံအထုဒေတာတက်မှ2024-2025ပညာသင်နှစ်မှစ၍ကျောင်းနေရွယ်ကလေးများအလုံးပညာသင်ယူနိုင်ရန်အတွက်အခြေခံပညာကျောင်း22ကျောင်းဖွင့်လှစ်ခဲ့ကြောင်းသိရပါသည်။ယခု2025-2026ပညာသင်နှစ်တွင်အခြေခံပညာကျောင်းများထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်၍အခြေခံပညာကျောင်းများမှ CDM ပြုလုပ်ထားသောဆရာဆရာမများတက္ကသိုလ်တကူကူမှ ပွဲရရှိသူများနဲ့စီရီယံပြုလုပ်ထားတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူများသည်အထူးဒေသတဲ့တွင်ရှိအခြေခံပညာကျောင်းများမှာတာဝန်ထမ်းဆောင်လိုပါကလျှောက်ထားနိုင်ကြောင်းသိရပါသည် MND အနေနဲ့ကအခုလက်ရှိကိုကန့်အထူးဒေတာတိပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတစ်ခုလုံးမှာလေစီရီယံကျန်းမာရေးဝန်ထမ်းတွေဆရာဝန်သူနာပြုတွေအားလုံးခေါ်ခန့်ထားတဲ့ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်တဲ့ရာထူးတာဝန်တွေကိုပါပေးနေတာပါပညာရေးကဏ္ဍမှာလေ CDM ဆရာဆရာမနဲ့ကျောင်းသားကျောင်းသူတွေကိုအလုတ်ခန့်ဖို့ခေါ်ရေးဆိုတာကဒေါ်လာရေးကိုတစ်ဖက်တစ်လမ်းကနေဆက်လက်ပါဝင်နေတယ်ဆိုတာသက်သေပြမှုတစ်ခုလို့လည်းပြောလို့ရပါတယ်ဟုကိုကန့်အထူးဒေတာတိတွင်ရောက်ရှိနေသည့် CDM ကျန်းမာရေးဝန်ထမ်းတို့ကထုတ်ဖော်ပြော ဆိုပါရယ် MNDA ကတည်ထောင်ညာနှစ်ခွန်စစ်စင်ရေးဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလောက်ရှိုးမြို့ကိုမူတရုတ်၏ဝင်ရောက်ဆွဲဖက်မှုကြောင့်ယခုအေဘီလာနောက်ပိုင်းမှာစစ်ကောင်စီထံသို့ပြန်လည်လွှဲပြောင်းပေးရခဲ့ကြောင်းသိရှိရပါရယ် ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်လူမျိုးများတိုင်းပြည်စစ်စိတ်ပြသရန်စစ်ကောင်စီဝင်ကြီးဦးမောင်မောင်အောင်တိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီပြည်ထောင်စုဝင်ကြီးဦးမောင်မောင်အောင်ရန်ကုန်တိုင်းဝင်ကြီးချုပ်ဦးစိုးသိန်းအဖွဲ့နဲ့ရန်ကုန်ရှိ ရခိုင်အရက်ဘတ်အသင်းအဖွဲ့စည်းများမေလ24ရက်နေ့ကရန်ကုန်စစ်ကောင်စီအဖွဲ့ရောမင်္ဂလာခမ်းမမှာတွေ့ဆုံခဲ့ကြတယ်လို့သိရပါဗျ။ထို့တွေ့ဆုံပွဲမှာဥမမအောင်ကရခိုင်တိုင်းရင်းသားများအနေဖြင့်တိုင်းပြည်ချစ်စိတ်ပြသရန်လိုအပ်ကြောင်းတိုက်တွန်းပြောဆိုခဲ့ပါဗျ။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဟာနိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မှာမူတည်ပြီးနိုင်ငံရဲ့အနာဂတ်ကိုရှေ့ရှု၍တည်ငြိမ်အေးချမ်းမှသည်တည်ငြိမ်အေးချမ်းမှုမှသည်ဖွံ့ဖြိုးတိုးတက်ရေးစီတို့ဝိုင်းဝန်းလက်တွဲလှုပ်ဆောင်မှုနှင့်တိုင်းပြည်ချစ်စိတ်ကိုပြသရမယ်ဟုပြောဆိုခဲ့ပါဗျ။

ရန်ကုန်တို့ရောက်ရှိနေကြတဲ့နေရဆွန်ကွာရခိုင်တိုင်းရင်းသားများအတွက်စားတောက်ကုန်နှစ်လစာကိုလည်းထောက်ပံ့ပေးသွားမည်ဟုဥမမောင်အောင်ကပြောဆိုခဲ့ပါရယ်နေရဆွန်ကွာပြည်သူများပြန်လည်တည်ငြိမ်မှုရရှိရန်အတွက်လည်းနိုင်ငံတော်ကအင်တိုင်းအားလိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးယာယီစစ်ပေးဆောင်ပြည်သူတို့၏လိုအပ်ချက်များကိုလည်းပြည့်စည်ထောက်ပံ့ပေးလျက်ရှိသည်ဟုထပ်မံပြောဆိုခဲ့ပါရယ်တွိတ်ဆောင်ပွဲတက်ရောက်ခဲ့တဲ့ရသေးတော်မျိုးနယ်အတင်ရန်ကုန်မှဒုတိယဥက္ကဋ္ဌဥမောင်ဝင်းသိန်းကအကြောင်းမျိုးမျိုးကြောင့်အခုရောက်လာကြတဲ့ကျွန်တော်တို့ရခိုင် တိုင်းရင်းသားတွေကိုစံစီစားပေးမိသားစုတစုကိုနှစ်လစာစီပေးဖို့ပြောလာတဲ့အတွက်ကျွန်တော်တို့စပေးဆောင်များကိုစားလေးစားချောင်းဂုံယူချောင်းပြောကြားလိုပါတယ်ဒီနှစ်လစာပြင်နောက်ထပ်လည်းအကူအညီပေးဖို့ပြောကြားလိုပါတယ်ဟု၎င်းကပြောပါတယ် ရန်ကုန်မြို့တွင်ရခိုင်ပြည်၁၈မြို့နယ်အလိုက်ဖွဲ့စည်းထားသည့်အသင်းအဖွဲ့များအလုံးနီးပါးတက်ရောက်ခဲ့ကြပါသည်။မောခမုံတိုင်းတံခန်းစားခဲ့ရတဲ့ရခိုင်ပြည်အတွက်ပြည်လဲထူထောင်ရေးမှနိုင်ငံတော်ကမူလအခြေအနေထက်သာလွန်သောအခြေအနေသို့ရောက်ရှိရေးကိုဆောင်ရွက်ပေးခဲ့သည်ဟုဥမ္မာမောင်ကအဆိုပါတွေ့ဆုံပွဲမှာပြောကြားခဲ့ကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကျွန်းကြီးရွာမင်္ဂလာဆောင်စစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုပြည်သူ၁၂ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တကောတိုင်းကြောင်ကြီးမျိုးနဲ့ဂျွန်ကြီးကျေးရွာမင်္ဂလာဆောင်စစ်ကောင်စီလေးချောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်၂ဦးသူတို့တမီးအပါဝင်၁၂ဦးသေဆုံးပြီးကလေးငယ်၃ဦးအပါဝင်38ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းကရင်အမျိုးသားစီယုံ KNU ဗဟုကယနေ့မေလ26ရက်မှာထုတ်ပြန်ပါတယ်မေလ25ရက်မနေ့က KNU တပ်မဟာသုံးနေမီညောင်လေးပင်ခရိုင်တွင်ပါဝင်တဲ့ဂျွန်ကြီးကျေးရွာကိုစစ်ကောင်စီကတိုက်လျင်ဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့၍ဒေသခံအများအပြားသေဆုံး ိခိုက်ခဲ့ရခြင်းဖြစ်ပါတယ်တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာဒရုသမီးနဲ့ငါးနှစ်အရွယ်ကလေးနှုတ်အပါဝင်မင်္ဂလာပွဲတက်ရောက်သည့်ဒေသခံစုစုပေါင်း၈ဦးပွဲချင်းပြီးတည်ဆုံပြီးစိုးရင်တန်းရာရရှိသူများ၄၁ဦးရှိရာ၄ဦးထပ်မံတည်ဆုံခဲ့ခြင်းဖြစ်သည်ဟုဖော်ပြပါတယ်စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်ပွားခြင်းမရှိလက်နက်ကင်မရှိသည့်ဒေသခံပြည်သူလူထုများနေထိုင်သောကျွန်းကြီးကျေးရွာမင်္ဂလာပွဲကျင်းပသည့်နေရာကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း KNU ကထုတ်ပြန်ပါတယ်အဆိုပါလေကြောင်းတိုက်ခိုက် နိုင်မှုကြောင့်နေအိမ်ဆက်တလုံး၊ဈေးဆိုင်ဒီဇိုင်းတဲတလုံးနဲ့စာတင်ကြောင်းခြံပြည့်စည်ခဲ့ရသည်ဟု KNU ကအသိပေးပါရယ်။စစ်ကောင်စီအနေဖြင့်စစ်စည်းကမ်းဥပဒေများမလိုက်နာဘဲအရက်သားများအားလေကြောင်းတိုက်ခိုက်တပ်ဖြတ်ခဲ့သည့်လို့ရသည့်များစွာအောက်တန်းကြကြောင်းကြောက်ကြီးမျိုးနယ်တွင်တိုက်ပွဲဝင်နေသည့်တောင်းလိုင်းရေးတပ်ဖွဲ့ Spring War Column မှတာဝန်ရှိသူတို့ကပြောပါရယ်။ အပြစ်မဲ့ပြည်သူတွေအကြောင်းမဲ့တရားတွေဒီကောင်တွေရဲ့လုပ်ရဘလောက်ထိလူမဆန်လဲဆိုတာဒါကတော့ကျွန်တော်တို့တနိုင်ငံလုံးသိပြီးသားဖြစ်တယ်ကျွန်တော်တို့ရင်ထဲမှာနာကြီးတယ်အယံမုံတီးမိတယ်ဘာမှမဆိုင်တဲ့ပြည်သူတွေကိုဒီလိုလှုပ်ရှားအကြောင်းကိုမရှိဘူးဟုဆိုပါတာဝန်ရှိသူကပြောပါတယ်ပြည်သူများအနေဖြင့်လည်းစစ်ကောင်စီရုံမှမှုသိပြီးသားဖြစ်တော်လဲမြေတိဒေတာအနေနဲ့တတိရှိစွာနေထိုင်သွားလာကြရန်လဲ၎င်းကတိုက်တော်မာတယ်စစ်ကောင်စီကအချိန်မရွေးအနေနဲ့ပေးနိုင်၍ကတုတ်ချင်းဘန်ကာများခိုင်မာစွာတိဆောက်ထားကြ ြရန်တိုက်တော်မှာစစ်ကောင်စီဟာငလင်ပေးကြောင်းမေလကုန်အထိအပြည့်ရစဲကြောင်းကြေညာထားတော်လဲလေးချောင်းတိုက်ခိုက်မှုများအချိန်မြင့်ကနိုင်ငံတော်ဝန်အရသာပြည်သူများကိုပြစ်မှတ်ထားသည့်ဘုံကျဲတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်